ရုပ်ဆောင်ထူရည်သေးဆုံးမှုကတော့ဝတ္တဒီပြည်သူတွေကြားထဲမှာပြည်သက်တွေကြားထဲမှာအမျိုးမျိုးပြောစမတွေ့နေပြီးလေးဖြစ်ပါရယ်အခုလိုမျိုး အသက်ငယ်ငယ်လေးနဲ့သေဆုံးရတာဟာသူရဲ့ပြည်သက်တွေတော့လုံးဝကိုလက်မခံနိုင်စရာအကြောင်းလိုဖြစ်နေကြတာလေးဖြစ်ပါရယ်သူဟာဟိုးငယ်စဉ်ခါကပြီးဤစီကွေးတို့နဲ့အတူတူကလေးတယောက်ဆောင်နေနေမြမယူရှင်လောကမှာပြောဆောင်ခဲ့ဘူးတာလေးဖြစ်ပါရယ်နောက်ပိုင်းမှာတော့အမှုပညာကိုပဲပြန်လဲဦးစားပေးရင်းနဲ့ ကျောင်းပညာကိုပဲသင်ကြားခဲ့ပြီးအရွယ်တခုရောက်လာတဲ့အခါကျတော့ MRDV Pharma မင်းသားလုပ်ခဲ့တာလေးဖြစ်ပါတယ်။ MRDV Pharma လေး2ဟာအလုံးပဲနော်တငင်းချင်းတွေလုံးဖို့ကင်ဖက်တွေကြားမှာအင်မတန်မှဆက်ဆံရေးပြည့်ဖြစ်တဲ့သူ ဖြစ်တဲ့အတွက်လူချစ်လူခင်အင်မတန်မှပေါ်များပါတယ်။လူကတိတ်ပြီးတော့နာမည်မကြီးပါဘူးနာမည်မကြီးပဲမဲ့လူချစ်လူခင်အတော်လေးကိုပွားတာပါများတာပါဒါကြောင့်မလို့သူရဲ့အခုလိုမျိုးအသက်ငယ်ငယ်လေးနဲ့20ကျော်လေးနဲ့တည်ဆုံးမှုကနေမျိုးသက်သာဖြစ်နေကြတာလေးဖြစ်ပါတယ် အခုတော့သူရဲ့ဒေသမှုနဲ့ပတ်သက်ပြီးစစ်စစ်တပွေးမှာကားကလုံးဝလုံးဝကိုအရှိန်ဟုန်လေးကို မောင်းလာတာကိုတွေ့ရပါတယ်။ဒီလိုမျိုးစစ်စစ်တပွေးကနေတစင်းပြီးစင်းလိုက်လံစစ်စစ်ကြည့်တဲ့အခါမှာတော့အများသူကသတ်မှတ်ထားကြတာကတော့သူရဲ့ကားကိုစစ်ကောင်စီရဲ့ရဲရီစစ်သားတွေကဖမ်းဆီးစစ်ဆေးဖို့တော့တားလိုက်ရကနေသူကစစ်စစ်မခံပြီးဘောသာဆွဲခံရမှာဆိုလို့ကားကိုအပူသဖြင့်မောင်းရင်းနဲ့အခုလိုမျိုးမထင်မှတ်ထားတဲ့ လူဘဝရဲ့ဒုက္ခကြီးနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရတာဖြစ်ကြောင်းကိုလေ့သိရပါပြီ။ဒါကတော့အများသူကခံမှန်းထားကြရဲ့ဒေဥဆောင်သူရဲ့ဒီဆုံးမှုပါ။ဘယ်သူဘဲဝါမှာဒီနောက်ွယ်မှာဘာတွေရှိလဲဆိုတာကိုကျွန်တော်အနေနဲ့မသိနိုင်ပါဘူး။အသက်ငယ်ငယ်လေးနဲ့ခုလိုမျိုးဒီဆုံးသွားတာဖြစ်တဲ့သူရဲ့ပြဿနာတွေတော်တော်ဒါကလုံးဝကိုလက်ခံနိုင်စရာအကြောင်းတော့မရှိပါဘူး။ဘလို့ပဲဖြစ်ဖြစ်ပါဒါကလူဘဝပါ။ဒီတဲ့ဆိုတာကလူသားတွေတော်စောရာနဲ့နောက်ကြတာပဲရှိပါရဲ့။ မဖြေးစင်းနိုင်လေတရားနဲ့ဖြေးရမှာပေါ့ဗျာ။